မြန်မာနိုင်ငံရဲ့အနာဂတ်ဟာမျိုးဆက်သစ်လူငယ်တွေရဲ့လက်ထဲမှာရှိတာကြောင့်မြန်မာကျောင်းသားတွေအတွက် နော်ဝေနိုင်ငံကဒေးဗစ်ထော်ပညာသင်ဆုပေးဖို့ရန်ပုံငွေမတည်ထားတယ်လို့မြန်မာနိုင်ငံကိုရောက်လာတဲ့နော်ဝေဘုရင်ပစ္စမမြောက်ဟဲရယ်ကဒီဇင်ဘာ၂ရက်နေ့မှာကြေညာလိုက်ပါတယ်။ဘဲကျောင်းသားတွေပညာသင်ဆုရှောင်နိုင်မလဲ။ကွယ်လွန်သွားပြီဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံးကခေါင်းဆောင်ဆော့ဒေးဗစ်ထော်လိုရင်းကျန်းရေးလိုလာပြီးရင်းကျန်းရေးအတွက်အစဉ်တစိုက်အားထုတ်ဖို့ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိသူ မြမပြည်အနှံပြကဘဲကြောင်းသားမဆိုဒေးဗစ်ထောပညာသင်စုကိုလျှောက်ထားနိုင်ပြီးသမိုင်းနဲ့ social science ဘာသာရပ်တွေကိုရန်ကုန်တက္ကသိုလ်မှာစီးပူးနိုင်တယ်လို့ဝိဇာနဲ့မဟာဝိဇာတန်းတွေတက်ရောက်နိုင်မယ်လို့ရန်ကုန်တက္ကသိုလ်ဘွယ်နှင်းသဘင်ခမ်းမမှာပြောကြတဲ့မိန်ကွန်းနဲ့ထည့်သွင်းပြောဆိုခဲ့ပါတယ် The future of Myanmar is not in the hands of people like us. It is in the hands of the younger generation. In this context, နော်ဝေဘရင်ရဲ့၄ရက်ကြာမြန်မာပြည်ခီးစဉ်အတွင်းဘွယ်နှင်းသဘင်မှာမိန်ကွန်းပြောခဲ့ပြီးဂန်းသူညီမျှမှုလွတ်လပ်မှုငင်းကြမှုနဲ့ဒီမိုကရေစီစတဲ့တန်ဖိုးတွေကိုမြန်မာပြည်သူတွေစိတ်အားတန်တန်နဲ့ရယူဖို့ကြိုးစားနေတာတွေ့မြင်ရလို့အားကြမိသလိုခက်ခဲလာတဲ့အတိတ်ကာလကိုမျှော်လင့်ချက်ရှိတဲ့အနာဂတ်အဖြစ်ပြောင်းလဲတဲ့နေရာမှာခက်ခဲမှုတွေကိုကူညီဖို့ နော်ဝေးနိုင်ငံကအသင့်ရှိတယ်လို့လည်းဆိုပါတယ်။မြမစီးပွားရေးဖွံ့ဖြိုးဖို့အတွက်အသုံးဝင်မဲ့ဤပညာနဲ့ကျွမ်းကျင်မှုနော်ဝေးမှာရှိတာကြောင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်နေအကြောင်းတဘာဝပတ်ဝန်းကျင်ထင်းထင်းကြီးဟာမြမပြည်ရဲ့ဦးစားပေးလုပ်ငန်းတွေကတစ်ခုဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ရေရှည်တည်တတ်မဲ့စွမ်းအင်ထုတ်လုပ်မှုကျေးလက်ဒေသလျှက်စင်မီရရှိရေးဤပညာနဲ့ကျွမ်းကျင်မှုအထောက်အကူအတွက်နော်ဝေးကအဆင့်အသင့်ဖြစ်နေသလို ဒီလိုကိစ္စတွေအတွက်တာဝန်တရအဖြစ်ရှုမြင်တယ်လို့ဆိုပါတယ် We hope to expand this economic cooperation. ဥရောပသမဂ္ဂရဲ့မြန်မာပြည်ဆိုင်ရာစီးပွားရေးပိတ်ဆို့မှုတွေကို2012မှာပထမဆုံးဖယ်ရှားပေးတဲ့နိုင်ငံဖြစ်တဲ့နော်ဝေဟာမြန်မာပြည်အသွင်ကူးပြောင်းရေးဆိုင်ရာနဲ့ ငင်းကြံရေးဖြစ်စဉ်အောင်မြင်ဖို့အတွက်စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမယ်ဆိုတာနားလည်တယ်လို့ဆိုပါတယ်။နော်ဝေဘီရဲ့မိန်ကွန်းပြောတဲ့အခမ်းအနားကိုပညာရေးဝန်ကြီးဒေါခင်ဆန်းရီနဲ့ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်သူတို့တက်ရောက်ပြီးအဖွင့်အမှားစကားပြောခဲ့ပါတယ်။